ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျဒီပု္ပ္ပစာလေးကတော့ကျွန်တော်တို့သဒ္ဓါလေးကိုဖန်ထားတဲ့ပု္ပ္ပစာလေးပေါ့နော်အဲ့တော့ဒီပု္ပ္ပစာလေးနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွင်းပါမယ်ပေါ့နော်အဲ့တော့ဒီပု္ပ္ပစာလေးနဲ့ပတ်သက်ပြီးတော့သဒ္ဓါက၄မျိုးတောင်ထွက်လာတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဖတ်ကြည့်အောင်နော်ဟုံကြာစားသားဖို့နေတဲ့နော်တယောက်ထဲနေလိုက်နေကြည့်လိုက်တော့မှတဲ့နော်တယောက်ထဲနေကြည့်နေကြည့်လိုက်တော့မှတဲ့စီကန်းနီအချိန်နီကဘင်ခံဂါဂျိုကီဂူရီယောဂျင်တာမိသားစုကိုပို့ပြီးတော့တောင်လွမ်းလာတယ်တဲ့နော် ဲ့တော့တယောက်ထဲနေထိုင်ကြည့်တိုက်တော့နေပါများလာတော့เนาะနေပါများလာတော့ဒါမဟုတ်နေရင်းနဲ့ပေါ့เนาะအဲ့တော့နေရင်းနဲ့တယောက်ထဲနေရင်းနဲ့တယောက်ထဲနေပါများလာတော့အချိန်นี่ကကွာလာမိသားစုကိုလွမ်းလာမိတယ်လွမ်းလာမိတယ်ပေါ့เนาะဟုတ်ပြီအဲ့တော့တရားကဘာကိုထည့်ရမှာလဲเนาะဘာကိုထည့်ရမှာလဲဆိုကျွန်တော်ဆိုကြည့်ကြည့်မယ် အဲ့တော့ဂျီနာစုတို့စုတို့ဆိုတာကလေးလေးတို့အတိတ်ပဲရပါဘောเนาะလေးလေးအဲ့တော့လေးလေးဆိုတာကဘယ်လိုခါမျိုးလဲဆိုရင်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ဘပလာလာဥစုတို့เนาะလာ ပလာဥစုရောဆိုတာကလေးလေးအသက်ပါတယ်ဆိုရင်ဥစုရောကိုထည့်ရမယ်အသက်မပါဘူးဆိုရင် လာစုရောကိုထည့်ပေးရမှာဖြစ်ပါတယ်เนาะအဲ့တော့လေးလေးအဲ့တော့ဘယ်လိုခါမှသုံးရတာလဲဆိုရင် तू ကကြတော့ဟိုလှုပ်လေမြုပ်လေပေါ့ဗျာအဲ့လိုပုံစံမျိုးပေါ့เนาะဟုတ်လားလှုပ်လေမြုပ်လေဥမာကိုရီးယားစာဟာကြက်တယ်ကြက်တယ်ကြက်လေးလေးမိတ်လေးလေးအဲကောင်းရင်လည်းကောင်းသလိုဆိုးရင်လည်းဆိုးသလိုပေါ့เนาะအဲ့တော့အကောင်းဆိုအကောင်းနဲ့တွဲမယ်အဆိုးဆိုဆိုးနဲ့တွဲမယ်အဲ့လိုခါမျိုးတွေမှာဆိုရင်ကျွန်တော်လာဥစုရောကိုသုံးပေးရတာဖြစ်ပါတယ်เนาะ ဥပမာဆိုပါစို့နော်ပြောဤစာကံဤခုစရကိုဂဲကိုဂဲစုကင်းတာနော်စဘာဆိုတဲ့အမျိုးကလေရင်းမဲ့လားလေးလေးမဲ့လားလေးလေးနော်ခေါင်းငိုက်ဆိုင်ကြလေးပဲခေါင်းငိုက်ဆိုင်ကြလေးလေးပေါ့ အဲ့တော့မဲ့နေနေကြလေတီပေါ့ဒီလိုမျိုးသုံးပေးရတာဖြစ်ပါတယ်เนาะအဲ့တော့ပြောချင်တာကလူဆိုတာကကျွန်တော်တို့အောင်းမြင်လာပြီဆိုရင်အောင်းမြင်လာလေလေကျွန်တော်တို့နှိမ့်ချပြီးတော့နေရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာဖြစ်ပါတယ်เนาะအဲ့လိုမျိုးခါပါဟာလာအဲ့ဒီចောင်းသားကဘလောက်ပဲပြောပြောပြောလေလေဆိုးလေလေပေါ့เนาะအဲ့အဲ့လိုမျိုးပြောလေဆိုးလေမန်လီပြဲလေပေါ့အဲ့လိုမျိုးအခါမှာဆိုရင်ကျွန်တော်လာဦးစုရို့ကိုသုံးပေးရတာဖြစ်ပါတယ်เนาะဟုတ်ပြီနောက်တစ်ခုဂျီနာဒိုတို့တဲ့เนาะ ကုံလွန်သွားအောင်ကြော်လွန်သွားအောင်ဒိုးတို့ဆိုတာကအောင်လို့အဓိပ္ပာယ်ရတယ်။ဥမာမသိအောင်နော်ဆရာမသိအောင်မလုံးနဲ့နော်။အဲမိဘတွေမသိအောင်မလုံးနဲ့ဒိုးတို့ပေါ့နော်။ဥမာစာကြောင်းလေးဆိုရင်ကျွန်တော်တို့အဖူရောဂရိုနီတီအော့တိုရောဟက်ကက်စမီဒါနော်။အားရှိကြကျွန်တော်အဲ့လိုမျိုးမဖြစ်အောင်လုပ်ပါမယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနော်အဲ့တော့ဒိုရိုဆိုတာအောင်လို့အဓိပ္ပာယ်ရတယ်နောက်ဂေါနာ ဂျီနာအဂျီနာခေါ်သွန်ပေါ့နော်ဟလာဂျီနာခေါ်သွန်ဂျီနာခေါ်သွန်ဆိုတာကကျွန်တော်တို့ဂျင်လို့အဓိပ္ပာယ်ရတယ်ကျွန်တော်တို့ဂျင်ပေါ့နော်ဟလာခေါ်နာဆိုတာကကျွန်တော်တို့ဂျင်လို့အဓိပ္ပာယ်ရပါတယ်ဥပမာကျွန်တော်တို့အဘယ်လိုပြောမလဲဘာပူဂျီအန်ခေါ်သွန်ဦးဒီဂျီဘူရိုနိုလောဦးဆေယော လုံးမရှုပ်ဘူးဆိုရင်နော်ငါတို့အီကိုအလေလာပါလို့အထိပဲရပါတယ်နော်အလားဘာပူချီအန်ခေါတုံးဦးဒီချီပူရိုနိုလောဦးစေရောလုံးမရှုပ်ဘူးဆိုရင်ငါတို့အီကိုလေလာပါအဲ့တော့ခေါတုံးပေါ့နော်ခေါတုံးကတော့ကျွန်တော်ဒီချိန်မှာထည့်မထားလိုက်ရဘူးအဲနောက်တစ်ခုအာခေါနာခေါနာဆိုတာကကျွန်တော်တို့တာဖြစ်ဖြစ်ဒါမှမဟုတ်ဘူးနော်တာဖြစ်ဖြစ်ဒါမှမဟုတ်အဲ့တော့တခုမဟုတ်တခုဆိုလုံနေတာနော်အာဂျော်နော့အချိန်ကနီအီဆုတဲမာလာချေကူအီကိုနာအာချေကူအီကိုနာအွန်ဒုံဟဲ နော်အာကျွန်တော်ကတော့အချင်းရှိတိုင်းစာအုပ်ဖတ်တာဖြစ်ဖြစ် စာစာဖတ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်အာကစားလုပ်တယ်တခုမဟုတ်တခုလုပ်တဲ့အခါမျိုးတွေမှာဆိုရင်တော့ကျွန်တော်တို့ဟလာဒီခေါနာကိုသုံးပြရတာဖြစ်ပါတယ်အောက်ဆုံးကဘတ်ပလတ်ဓာကားဖိုးနီဒီဓာကားဖိုးနီဆိုတာလေးကတော့ကျွန်တော်တို့ဟိုရင်းနဲ့ပေါ့နော်ပါများတော့ရင်းနဲ့လို့အဓိပ္ပာယ်ရပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်အဲသူကခေါသွန်ဓာကားဖိုးနီကိုဒီမှာပါသွားတယ်ပေါ့နော်ဓာကားဖိုးနီ နော်ခုံကြစာသားစာသားပုံနေဖြစ်နေစာသားစာအနော်စာသားကပုံနေအဲနေဘများရင်းနဲ့နော်နေဘများလာတော့နော်အတယောက်ထဲနေဘများလာတော့တယောက်ထဲဖြတ်တန်းရတာများလာတော့အချိန်ကြီး ကွက်လာမိသားစုကိုလွမ်းလာတယ်တဲ့နော်အဲ့တော့ဆိုတော့ကျွန်တော်တို့အဖြေမှန်လေးကိုရွေးပါဆိုရင်ကျွန်တော်နံပါတ်1ကိုရွေးပေးရမှာဖြစ်ပါတယ်နော်ဟုတ်လားဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဘာအတိကျဘာသာလေးပြန်မယ်ဆိုရင်ဟုံးကြားစားသားဖို့နီးရှီကန်းနီးဂျင်နာစုတို့ခါချိုကီကုရောဂျင်တာနော်တယောက်ထဲနေပါများလာတော့တယောက်ထဲနေပါများလာတော့အချိန်ကြီးကုံလာတာနဲ့အမြအချိန်ကြီးကုံလာလေးလေးမိသားစုကိုလွမ်းလာလေးလေးပဲ အဒီလိုမျိုးလေးအထိပ်ပဲရတာဖြစ်ပါလားခင်ဗျာဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒီပုံစံနဲ့ပတ်သက်ပြီးတော့နားလည်မယ်လို့ထင်ပါတယ်သဒ္ဓါလေးကိုအဓိကဦးစားပေးထားပြီးတော့ရှင်းပြပေးတာဖြစ်ပါတယ်အကြိမ်နားမလို့ဆိုရင်ကျွန်တော်တို့အချင်းမျိုးဆက်ဆွဲပြီးမေးမြန်းနိုင်ပါတယ်ဟုတ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနော်အဲ့တော့ဒီကျမ်းမှာဆိုရင်ကျော်ခေါ်သုံးမပါဘူးပေါ့နော်ခေါ်သုံးကိုကျော် comment မှာရေးပေးထားပါဦးခင်ဗျာဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်